ချရေးမေးတဲ့ခါကျရင်ကိုကကြောက်တော့ခါကြီးကြောက်လို့ရှိရင်အဲတကူကောင်းဆန်တယ်ပြောမလားဂျမနိုင်းဆိုတော့လေဟိုနည်းနည်းအဲ့လိုဦးစားပေးတာကြိုက်တယ် Pretty little baby I'm so in love with ဂျမနိုင်းနေဆိုတာလေတကယ်ချစ်တဲ့လူနဲ့မတွေ့သေးလို့အဲ့လိုစိတ်နှခွားဖြစ်တာသူတို့တကယ်ချစ်လို့ရှိရင်ဘဝကြီးတစ်ခုလုံးယူခါနေအောင်ချစ်တာနော် If we ever broke up I'd never be sad တယောက်တည်းချစ်ရတော့မယ်ဆိုအသေးချစ်တာအရင်အဲ့အဲ့လူတယောက်ကိုပဲဒီဇိုင်းမှန်မှန်ချစ်ပေးတာအဲ့ခါကျရင်ဟိုဘက်ကတလွဲလောက်အောင် ်ဒီကွာပိုင်းပြည်နံကြောင်းဖြစ်ကြောင်းကိုဒီမှာဆိုင်ဒီမှာဆိုင်အထူးရင်းဝင်ခါပြောဆိုကြပါဦးဟာပြောဆိုကြပါဦး ်မျောလင့်ထားတဲ့နေရပေါ့နော်ဆိုတော့ဟိုဘယ်လိုပြောပြီးလို့ရှိရင်အပျော်ဆုံးอ่ะလေသူအကြာကြီးကြိုက်ခဲ့တာလေအကြာကြီးကြိုက်ခဲ့တာဆိုတော့အကြာကြီးကြိုက်ခဲ့တဲ့ဆုံးတွဲအဲ့လိုမျိုးလေးနောက်ဆုံးမှာ happy ending ဖြစ်သွားတယ်ဆိုတော့ဟာကိုရီးယားကားတွေမှာ happy ending ဖြစ်သွားသလိုပဲတိလားအဲ့အဲ့ feeling အဲ့ feeling ရတာအရန်ကြိုက်ရတဲ့ကိုရီးယား series ဇလန်တွေမှာမင်းသားနဲ့မင်းသမီးညာသလိုပဲအဲ့လိုခံစားရတယ်ဟုတ်ပြီးတော့သူတို့ညဆိုရတယ်ဒါစာပေကလေးကလည်းချမ်းပြရတယ်နော်ဟုတ်ကဲ့ဟုတ်တယ်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 ပြီးတော့သဘောကျမှု အဲ့ဒါလေးလည်းသဘောကျပါတယ်။ဒါဆိုတော့တယောက်နဲ့တယောက် time မတူဘူးလေ။ညီမကျတော့လည်းအဲ့လိုအရင်ချပြပြီးတော့မှကန်နေရဆိုတော့ဘာဖြစ်မလဲဆိုတော့မပြောတတ်ဘူး။ရမ်းချင်နေကြပေမဲ့လည်းဟိုဘယ်လိုပြောရမလဲ။ဘာကြောင့်ရယ်ဆိုပြီးတော့လမ်းခွဲရတဲ့အရာရှိတယ်။အဲနှစ်တွေကြာပြီးတွဲပြီးတော့မှလည်းလမ်းခွဲစားရတဲ့အရာရှိတယ်ဆိုတော့အဲ့လိုဖြစ်ပြီးတော့မှတော့ဟိုဘယ်လိုပြောမလဲ။အားလုံးတိပြီးတော့မှအဲ့လိုတွေဖြစ်သွားလို့ရှိရင်မကောင်းဘူးဆိုပြီးတော့စိတ်ထဲမှာအဲ့လိုပေါ့နော်တွေးရတာပေါ့နော်။ဆိုတော့အဲ့တော့ညီမကတော့အဲ့လိုဟိုဟာဖြစ်ရတာမကြိုက်ဘူး။ဒါပေမဲ့တကယ်တမ်းအဲ့လိုနှစ်တွေကြာပြီးတွဲပြီးတော့မှညာသွားရင်ရမ်းကြိုက်တယ်။ ဲ့ကြရောအမတွေပါရင်ငားဘွက်ရှိရောမလားတော့ဆိုအကောင်လုံးကနောက်နေကြရင်လေခါမဟုတ်ပါဘူးမဟုတ်ပါအဲ့ရညီမတို့လည်းသိပါညီမတို့ကမိသားစုလိုနေလာဆိုအန်တီကိုတတိယလိုပါဆိုတော့အမေကိုပဲလေလူတိုင်းရှိစေချင်တာဆိုညီမလည်းအဲ့ညီမနည်းနည်းရှင်နေဆိုပါညီမဆိုလည်းဖေဖေကိုရှိစေချင်ပါပဲလေတိလမလားဟိုအဲ့ချိန်မှာတော့ဘာဖြစ်မလဲဆိုတော့မပြောတတ်ဘူးကွာအခုကပြောလို့မရတဲ့အရာတွေပဲလေအရာအလုံးအဲ့တော့ ဟိုအကိုလည်းအဲ့နေ့ကျရင်ဘာဖြစ်မလဲဆိုတာမသိဘူးကိုကလည်းငိုနေမှာလားစခွီထနေမှာလားတေချာရောအမတ်မင်လားဆိုမှာအရင်စခွီထခဲ့တယ်အဲ့လိုပါနော်ဒါပေမဲ့မချောအဲ့လိုမျိုးဖြစ်တဲ့အချိန်မှာတကယ်စိတ်မကောင်းဘူးအများကြီးလည်းနှစ်သိမ့်ခဲ့တယ်ဟိုသူ့ရဲ့စိတ်ကိုလည်းထပ်တူခံစားမိပါတယ်ဟုတ်ကဲ့အဲ့လိုဘယ်လိုမျိုးလဲအဲ့လိုမျိုးလဲအော်အဲ့လိုမျိုးပါ နေရောရီးစားတော့မရှိသေးဘူးမင်္ဂလာဆောင်တန်းပြီးတော့အဲ့လိုတော့မတွေ့ဘူးညီမကတော့ခုနပြောသလိုပဲညီမအဲ့ဒီမင်္ဂလာဆောင်လမ်းပေါ့နော်ခမ်းမကြီးတဲ့အဝေးမင်္ဂလာဆောင်လမ်းမင်္ဂလာဆောင်လမ်းပေါ့ရှောက်တဲ့ခါကျရင်ပကသနာတွေဘလောက်များ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 ကိုတကယ်ချစ်တဲ့လူကိုပဲကွာလက်တွဲပြီးတော့အဲ့လမ်းရှောက်မှာအဲ့ဒါကတော့တေချာတဲ့ဆုံးဖြတ်ချက်ပေါ့အဲ့ဒါကတော့ကိုစိတ်ကူးထားတဲ့အရာပေါ့ဟုတ်ဟုတ်ဒါဘောဒါဘောအဲ့လိုမျိုးပေါ့ဟုတ်ကဲ့ဟုတ် Pretty little baby so in love with you ချေးမေးတဲ့ခါကျရင်ကိုကကြောက်တော့ခါကြီးကြောက်လို့ရှင်အဲတကူကောင်းဆန်တယ်ပြောမလားဂျမနိုင်းဆိုတာလေဟိုနည်းနည်းအဲ့လိုဦးစားပေးတာကြိုက်တယ်အဲကို့အချိန်ပေးတာလည်းကြိုက်တယ်ကိုကလည်းဘာဖြစ်ဆိုအချိန်ပေးတာ哦ဟိုကိုတကယ်အဲဘောနော်ကိုဘွားတဲမှာ အဲဘယ်လိုပြောရမလဲဝင်လာရမဲ့သူတယောက်ချိန်လဲပေးတယ်ဦးစားလဲပေးတယ်ဒါပေမဲ့အလုပ်တင်ပြီးမှရတော့မပါဘူးပေါ့နော်ဒါသူ့ဘက်မှာဆိုလို့ရှိရင်အလုပ်တင်ပြီးပါရလဲထားရမယ်ပေါ့နော်ဒါပေမဲ့အဲ့လို private time လေးမှာအဲရှိတဲ့တူတူရှိတဲ့အချိန်ကြာလို့ရှိရင်အဲ့လိုကိုမကိုချင်းနေတာမျိုးကိုကလည်းသူ့ကိုသူ့မသူချင်းနေတာမျိုးအဲ့လိုမျိုးလေးပေါ့နော်အဲ့လိုမျိုးဦးစားပေးတာကြိုက်လို့နောက်မှပဲတူဦးသီးသောသမီးလေးအရှင်ထွက်လာတယောက်တည်းပဲထွက်လာစိတ်နှဖောင်းတော့မဖြစ်ပါဘူးအဲနမယ်ဖြတ်ပြန်ပြီနော်ကျွန်မတိုင်းလည်းကြောင့်ပြောလာအောင်ပဲသူနမယ်ဖြတ်လို့ ဂျမန်နိုင်နေဆိုတာလေတကယ်ချစ်တဲ့လူနဲ့မတွေ့သေးလို့အဲ့လိုစိတ်နှခွားဖြစ်တာသူတို့တကယ်ချစ်လို့ရှင်ဘဝကြီးတစ်ခုလုံးယူခါနေအောင်ချစ်တာနော်နော်ယူနေအောင်ချစ်တာဆိုတာအဂျမန်နိုင်ပဲတကယ်ယူနေအောင်ချစ်တာဒါဂျမန်နိုင်နေကိုခဏခဏပြောလုံးလို့ Facebook မှာလည်းတွေ့တဲ့စာတွေဂျမန်နိုင်နေကိုအများစော်ခါကြတာလေမဟုတ်ဘူးဂျမန်နိုင်နေကရမ်းချစ်တတ်တာ သူတို့တယောက်တည်းချစ်ရတော့မယ်ဆိုအသေးချစ်တာအရင်အဲ့အဲ့လူတယောက်ကိုပဲဒီဇိုင်းမမှန်ချစ်ပေးတာအဲ့ခါကျရင်ဟိုဘက်ကတလွဲလို့ဝါအဲ့ပြီးရင်ပြီးရင်တစ္ဆာရှင်ခံရတယ်အဲ့တော့ဘာဖြစ်လဲကိုထက်အဲ့လိုမျိုးဘယ်လိုပြောရမလဲကိုကိုကခြေတိုင်းမြင်နေပြီဆိုလို့ရှင်ငါမှနောက်ရီစားတယောက်ရှိနေပြီဆိုရင်ကို့မှာနောက်ရီစားနှစ်ယောက်ရှိအောင်ရင်လောက်လိုက်အဲ့ဒါကောင်းတယ်အဲ့ဆိုတကွမုံနှစ်ကွက်ရင်ကျော်အဲ့ကို့မှာကို့မှာလည်းကို့မှာတက်ထက်ခြေရမယ်နောက်တယောက်ရှိနေပြီဆိုဩဟာလာအနာလိုက်တာငါမှနှစ်ယောက်နော် လိုဖြစ်ရမယ်အဲ့လိုပြန်ပြောတတ်ရမယ်သင်မင်းနေတာ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 ဟုတ်ဟုတ်ဟုတ်ကဲပါဟုတ်ကဲ့အဲဘောနော်ဒီပြိသက်ကြီးတော့အများနဲ့စူးစမ်းနေပါတယ်နောက်ထွက်လာမယ့်ဇလန်းတွေတွေနောက်ထွက်လာမယ့်ကားကြီးတွေတွေ့လဲအားပေးကြပါအောင်လို့တရားပြောချင်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးပါ